အပြိုင်ဆက်ကြော်လာတွေတကယ်ရှိနေနိုင်တယ်လို့တွေးကြည့်ဘူးကြပါလား ယူဘဗေဒပညာရှင်တချို့တို့တော့ဒီ theory ကအမှန်တကယ်ဖြစ်နေနိုင်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်။ဒါသာအမှန်တကယ်ဆိုရင်ကျွန်တော်တို့ဟာမတူညီတဲ့ကမ္ဘာပေါင်းများစွာမှာမတူညီတဲ့ပုံစံပေါင်းစုံနဲ့တည်ရှိနေနိုင်ပြီးတော့မိတ်ဆွေကလည်းအပြန်ဆက်ကြော်လာရဲ့ကမ္ဘာတစ်ခုမှာခရက်ရဲ့ငင်းတာခံရနိုင်ပြီးတော့အခြားကမ္ဘာတစ်ခုမှာတော့မိတ်ဆွေရဲ့ခရက်ကမိတ်ဆွေကိုငင်းနိုင်ခြင်းရှိပါတယ်။ဒီ theory ရဆိုရင်တော့ကျွန်တော်တို့ဆက်ကြော်လာကိုပေါ်ပေါက်လာစေခဲ့တဲ့ဘေဘန်းပေါက်ကွဲမှုကြီးကကျွန်တော်တို့ဆက်ကြော်လာတစ်ခုတည်းကိုလည်းမဟုတ်ဘဲနဲ့တခြားဆက်ကြော်လာပေါင်းများစွာကိုလည်းတစ်ချိန်တည်းမှာ ပဲပေါ်ပေါက်လာစေခဲ့တာဖြစ်နိုင်ပါတယ်။အပြိုင်ဆက်ချော်လာတဲ့ဂျာကနေရလူတွေကလည်းအမြဲတမ်းကြီးထွားနေတာမို့လို့ စက်ကြော်လာတစ်ခုနဲ့တစ်ခုကလည်းဘယ်တော့မှနီးကပ်ခြင်းရှိလာမှာမဟုတ်တလို့ဒီပြိုင်စက်ကြော်လာတွေရဲ့ပုံစံနဲ့ယူပမီတာသဘောတရားတွေကလည်းကျွန်တော်တို့စက်ကြော်လာနဲ့တူညီနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။အပြိုင်စက်ကြော်လာတွေကကျွန်တော်တို့ရဲ့တခြားကဘာကြီးဟာအရသာရှိတဲ့ဒိုနတ်ပုံကြီးဖြစ်နေနိုင်တယ်လို့အတန်ရဲ့အလင်းကလည်းအလင်းထက်မြန်ကောင်းမြန်နေနိုင်ပါတယ်။ကဘာကျော်သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Stephen Hawking နဲ့ Albert Einstein တို့ကလည်းအပြိုင်စက်ကြော်လာတွေတရှိနေနိုင်တယ်ဆိုတဲ့ theory ရောများစွာကိုလည်းရေးသားဖော်ထုတ်ခဲ့ကြပါသေးတယ်။